ဟုတ်ကဲ့ဒူရီဒူမရီအားလုံးပဲမင်္ဂလာပါနော်ဦးလေးတခါတရံလဲရည်စရာလေးတင်ပေးဦးမယ်နော်နော်ရည်စရာလေးတခုတင်ပေးဦးမယ်အဲ့ဒါဗာလဲဆိုတော့နော်ရွာကြီးနော်ရွာကြီးလေးရွာရဲ့အလယ်မှာနော်လမ်းစုံလမ်းကွမှာတစ်တုံးကြီးတစ်တုံးရှိတယ်နော်အဲ့တစ်တုံးကြီးတစ်တုံးမှာနော်သုံးတိဆိုပြီးတော့နော်နော်ထုံးနဲ့သေးထင်းထင်းရှားရှားရေးထားတယ်တဲ့နော် အဲ့တော့၃တစ်ဆိုရဲနော်ထုံးနဲ့သေးချာ၃တစ်ဆိုရေးထားတယ်တဲ့အဲ့ရေးထားတာကိုတဲ့နော်တရားသမားတွေ့တဲ့ကကြတော့နော်ဖျားတရားလှုပ်တဲ့တရားသမားတွေ့တဲ့ကဟာဒါ32ဘုံကိုနော်32ဘုံမှာရှိတဲ့ဝိနည်းအပေါင်းလို့သတိပေးတာတဲ့32ဘုံမှာရှိတဲ့ဝိနည်းတွေကိုဆိုလိုတာတဲ့နော် ပြောလိုက်တယ်တဲ့နော်အဲ့ဒီအချိန်မှာနှစ်နော်စေးစရာတယောက်ကရောက်လာတယ်နော် ဆေးစရာတရားကရောက်လာပြီးတော့เนาะအဲ့ဆေးစရာတရားကဒါမဟုတ်ဘူးမင်းတို့မင်းပြောတာမဟုတ်ဘူးနွယ်ကျူ30နဲ့စင်သုံးမနွယ်တစအဲ့ဒါကိုရောပြီးတော့เนาะဆေးဖော်ရမှာကိုဆိုလိုတာကွာတဲ့မင်းတို့မင်းပြောတာမဟုတ်ဘူးတဲ့အဲ့ချိန်မှာပဲပင်ရဆရာတယောက်ကရောက်လာပြန်ရောเนาะပင်ရဆရာကမင်းတို့ပြောတာလည်းမဟုတ်ပါဘူးကွာတဲ့เนาะငါတို့ကဒီနေ့ဥမာလမ်းခင်းတဲ့နေရာမှာတဲ့เนาะ ဘီလက်မြေ၃စနဲ့သဲတစရောရောခင်းရမယ်เนาะအဲ့တော့ဆိုလိုတာကွာเนาะဟာအဲ့ဒီချိန်မှာပဲနှလုံးလေးထိုးတယ်เนาะနှလုံးလေးဝါနာပါတဲ့လူတယောက်ကရောက်လာပြန်ရောက်လာဟာ၃တိဆိုတာဒီနေ့ထွက်မဲ့ကနန်းဒီနေ့အပိုင်းပိုင်ရမဲ့ကနန်းထိတ်စီရလဲ၃မှန်မဲ့နောက်ဘက်ကတိကျမဲ့ပေါင်းရလဲ၄ပြိတ်ဖြစ်ရမဲ့ကွာအဲ့ဒါဒီနေ့ကတော့တေချာပေါက်ပဲဆိုเนาะ လုံးဒီပြောပြန်အောင်နှလုံးဒီဝါဒနာပါတယ်ကပြောပြန်အောင်နော်အဲ့ဒီအချိန်မှာပဲចောင်းသားလေးတစ်ယောက်ကចောင်းသားလေးတစ်ယောက်ကနော်ဆံငန်းတောင်ရှိတဲ့ចောင်းသားလေးတစ်ယောက်ကရောက်လာပြန်အောင်ဟာဘာလို့ပြောတာတခုမှမဟုတ်ဘူးအဲ့ဒါကျွန်တော်ချစ်သူနဲ့ကျွန်တော်နဲ့30တရက်နေကျတွေ့ကြမယ်လို့ကျွန်တော်ကိုမှာခဲ့တာ30တရက်နေမှာချင်းတွေ့ကြမယ်လို့မှာခဲ့တာဗျတော့ကပြောပြန်အောင်နော်အဲ့ဒီအချိန်မှာပဲတခါလက်သမားတစ်ယောက်ကနော် အင်းဒီပဲဆောက်တယ်လက်သမားတယောက်ကရောက်လာတော့အာခမောက်ပြောတာမဟုတ်ဘူးအဲ့ဒါဒီတစ်တုံးကြီးကိုဗျာတဲ့နော်လက်သမားကဘာပြောဆိုဒီတစ်တုံးကြီးကို31နော်နော်31တစ်တီခွဲရမယ်31အရွယ်စားရှိတဲ့3လက်မမြောက်1လက်မနော်အဲ့ဒီ31တစ်တုံးနေဟိုဒီဟိုဒီခွဲရမယ်လို့နော်တုံးနေအများကြီးခွဲရမယ်လို့ပြောတာပါဗျာခမောက်ပြောတာမဟုတ်ဘူးတဲ့ အဲ့ဒီအချိန်မှာပဲအသက်ကြီးကြီးလူကြီးတယောက်ကရောက်လာပြန်အဲ့အသက်ကြီးလူကြီးမင်းတို့တွေပြောရဲမောပေါကွာဒီလအော်တိုဘာလလေကွာရဲအော်တိုဘာလနော်ငါတို့30တင်းနေလာသာထောက်ရမယ်လို့ပြောတာကွာတယ်မင်းတို့ပြောတာတခုမှမဟုတ်ဘူးလေနော်နော်အဲ့လိုပြောပြန်ပြောတာသူတို့တွေကလူ9ယောက်လောက်ကအဲ့လိုပြောနေတဲ့အချိန်မှာပဲနော်အဲ့ဒီအချိန်မှာနော်အယူတယောက်ကရောက်လာအောင်နော်စိုးစုံလုံးလုံးနဲ့နော်ဝေစားရတဲ့အယူတယောက်ရောက်လာတော့ ယူတယ်ရောက်တော့ခင်ဗျားတို့ပြောတာတကူမှမဟုတ်ဘူးပြရတယ်နော်အဲ့ဒါရေးထားတာကျွန်တော်ရေးထားတာကျုပ်ရေးထားတာတဲ့အဲသုံးတစ်ဆိုတာတစ်တုံးကိုပြောတာဗျာဆိုတော့အာအကုန်လုံးအဲဟာငနဲ့ဖြစ်သွားတယ်တဲ့အဲ့ဒါလေးကိုဦးလေးရည်စရာလေးပြနေတင်ပေးပါနော်အားလုံးကျေးဇူးတင်ပါတယ်